ိုင်းနဲ့ငပါအေးစစ်နေတာလေးပဲမြင်ကျင်တော့တယ်သူအဲ့ဒီတိုင်းလေးပဲကောင်းကောင်းလေးမြင်ကျင်ဒီတိုင်းလေးပဲမြင်ကျင်တော့တယ်ဒီတိုင်းကထောင်းလိုက်ပါဘူးတော့အေးအချမ်းလေးနေတာကိုမြင်ကျင်တော့တယ်အဲ့ဒီနိုင်ငံရေးရှုပ်ထွေးထမှာသူမပါသိကျင်တော့ဘူးလို့ဘာလို့ထပ်လေမပါတာကိုမရှိများလုံးမဲမတလားပါကိုကျော်မျိုးမင်းရဲ့သတင်းတောင်းချက်လေးချိုးနားထောင်ကြည့်အောင်ခင်ဗျာခုလတော့မှာနောက်ဆုံးရတာတစ်ခုကနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီဒေါ်ဆန်းစုကြည်မပါတော့အဲသူကလာပြီး 喏，十八嘞，人家一高档的货，整车差别咯。人家就拿那到了厂家，洗的前十八嘞，人家就拿高档的货，整车差别，最高汇率的计算好了，喏，阿龙把我那人家意思啦，我好慢的嘞，我再有来呀，不要拿伊，他不拿伊买嘞。阿龙话，中山路去，你乌面个偏六百五六百的，怎么办嘞？最高汇率呀，看呐，最高汇率卢苏格雷布斯兰有无？呃，朱利维什尔布，Miss 朱利朱利维什尔布，杜瓜，Miss 朱利维什尔布，佮佮我同个，你买那个生意，做酷的嘞，杜瓜。 တက်မတော်ပေါ်မှာမေးခွန်းထုတ်လိုက်တယ်ပြီးတော့သူ့ရဲ့ဒီဒီဒီကုလသမဂ္ဂအစည်းအဝေးထဲမှာသူထည့်ပြောတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာထပ်ပြောရင်တော့ဒေါ်ဆန်းသူကြီးနဲ့ဦးဝင်းမပါတော့သူတို့ဒေါ်ဆန်းသူကြီးနဲ့တိုက်ခိုက်နိုင်ငံရေးသမားတွေမပါတော့ရွေးကောက်ပွဲကိုသူတို့ကတရားမျှတမှုမရှိဘူးရွေးကောက်ပွဲကပြဿနာကြီးဖန်တီးလိမ့်မယ်ပြဿနာကြီးပဲထပ်ဖြစ်မယ်ရွေးကောက်ပွဲမမှန်ကန်ဝင်များတောင်းဖြစ်သေးဘူးစသဖြင့်ဒီလိုပြောတယ်ဆိုတော့โอเคကျွန်တော်ကသူတို့ပြောတဲ့စကားကိုအတီတနေရာမှာဟိုဟာလိုပေါ့ပိုက်ဖို့မှာ market market ပေးလိုက်မယ်ဒေါ်ဆန်းသူကြီးမပါရင်ရွေးကောက်ပွဲကတရားမျှတမှုမရှိဘူး လို့အမေရိကန်အုပ်စုကအမေရိကန် sorry ဟိုကုလသမဂ္ဂရဲ့ဂျူလီဘစ်ရှော့ကပြောတယ် okay ဒါဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကနိုင်ငံရေးမှာမပါကျွန်တော်ဆိုရင်ရောအဲ့ဒီခါကျရင်မင်းတို့ဘာပြောမလဲနိုင်ငံရေးကိုဒေါ်အောင်ဆန်းစုကြည်နဲ့ပုံသေးတွက်တယ်ဆိုတာကလေးကအဲ့ဒီနိုင်ငံရေးအဲ့ဒီနိုင်ငံကပုံသေးတွက်တဲ့သူတွေရဲ့အတွေ့အကြုံအုံတော့က one way တချောင်းလဲသွားတယ်ဖြစ်မနေဘူးလားဆိုတော့နိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ကံကြမ္မာကိုဒေါ်အောင်ဆန်းစုကြည်ကပဲဆုံးဖြတ်ရမှာလားမြန်မာနိုင်ငံရဲ့ကံကြမ္မာကို तू ကပဲဆုံးဖြတ်ရမှာလားခင်ဗျားတို့စဉ်းစားနော်ယူလီစဉ်းစား ဒီနိုင်ငံရဲ့ကံကြမ္မာကိုဒေါ်စစီကြောက်တဲ့ပုံမှာပုံထားမှာလားမှန်သလားအဲ့လိုပုံထားတာမှန်တယ်လို့ဘယ်နိုင်ငံရဲ့ခေါင်းဆောင်ပရောဟိတ်တွေကယုံကြည်တယ်လဲယုံကြည်တဲ့ပရောဟိတ်ရှိသလားဒေါ်စန်းစုကြည်မမပါရင်ဒီရွေးကောက်ပွဲကတရားမျှတမှုမရှိပါဘူးလို့ဘယ်ပေရနဲ့တိုင်းလိုက်တာလဲအဲ့ဒီမင်းကအဲ့ဒီသက်ဆိုင်လူတွေပြန်ဖြေရမှာโอเคဒေါ်စန်းစုသေသွားပြီဆိုပါစို့နောက်ဆုံးအသက်တွေကြီးတော့သူကသူမရှိတော့ဘူးအဲ့ကြရင်ဘယ်သူနဲ့နိုင်ငံရေးဆက်လို့ဟာသူမရှိတော့နိုင်ငံမှာဖျက်ပေးရမှာလားတကယ်နားလည်အောင်ပြောရရင်နိုင်ငံဟာလူပုဂ္ဂိုလ်တွေပိုကြီးမြတ်တယ် နိုင်ငံထက်ကြီးမြတ်တဲ့လူပုဂ္ဂိုလ်ဆိုတာမရှိဘူးနိုင်ငံတစ်ခုရဲ့ကံကြမ္မာတဲ့ကြီးမြတ်တဲ့လူပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးအဲ့တော့ဒေါအောင်ဆန်းစုကြည်မပါတော့ဆိုတာမျိုးခေါင်းစဉ်တက်ပြီးတော့သူတို့ပြောလာပြီဆိုရင်ကျွန်တော်တို့ကပြန်ပြောရမှာဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကမပါချင်ဘူးလို့ပြောရင်မင်းတို့ဘာပြောမလဲအဲ့လိုပြန်မိရတော့သူဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ပါချင်သလားမပါချင်သလားဆိုတဲ့မေးခွန်းခင်ဗျားတို့စဉ်းစားဖို့လိုတာဒေါအောင်မပါချင်ဘူးဆိုပါစို့အခုဒီနေ့ပဲကျွန်တော်ဒေါအောင်ဆန်းစုကြည်ရဲ့ old friend ပေါ့တကယ်ကိုမိတ်ဆွေရင်ကြီးတောင်းနေစကားပြောလာတယ်သူလည်းဘာပြောဒေါအောင်ဆန်းစုကြည်ရဲ့အခုအသက်80ဖြစ်ပြီတဲ့ နားသိပြီတဲ့သူလည်းနားကျင်နေလောက်ပြီတဲ့ပြီးတော့နားသိပြီတဲ့ဘာပြောနိုင်ငံကြီးဒီနိုင်ငံကနိုင်ငံကြီးอ่ะချင်းထားဆိုလို့မဟုတ်ဘူးတဲ့ဒါကိုသူအချင်းချင်းတော်ဆန်းသူကြီးပြောခဲ့ဘူးတဲ့ဒါကိုအချင်းချင်းသူပြောခဲ့ဘူးတဲ့တော်ဆန်းသူကြီးသူမြင်ပြောတယ်မြန်မာနိုင်ငံကနိုင်ငံကြီးอ่ะမင်းသွားနေခဲ့တဲ့ဗီဒီယိုလိုမျိုးနိုင်ငံမှာနိုင်ငံကြီးနဲ့မတူဘူးเนาะအဲ့တော့မတူတဲ့အတွက်ဒီနိုင်ငံကနိုင်ငံကြီးကိုမင်းခုနဗီဒီယိုမှာတတ်မှတ်တဲ့နိုင်ငံကြီးလိုမျိုးသာပြီးပေးတန်းဆွဲချလို့မရဘူးအဲ့တော့ဒီနိုင်ငံကနိုင်ငံကြီးကိုလုံမယ်ဆိုဒီနိုင်ငံရဲ့သဘောတရားကိုနားလည်အောင်လေ့လာရင်မှလုံတဲ့လေဆိုတာမျိုးပြောခဲ့တဲ့အချင်းချင်း အခုဒီအခင်းချင်းမဖြစ်ခင်ဒီလေဒီဟာတွေနဲ့ပတ်သက်ရင် तू မဖြစ်တဲ့နေရာတွေကိုမဖြစ်အောင်ဒါတိုက်သွင်းခဲ့သေးတယ်တဲ့ဒါပေမဲ့တော်ဆန်းစုကြည်ကတော့ तू ကတော့နောက်ကျသွားခဲ့ပြီမမီတော့အဲ့တော့အခု80ရောက်ချိန်မှာတော်ဆန်းစုကြည်ကိုယ်တိုင်မင်းလေးဆက်လုပ်ချင်တဲ့အနေထားရှိပါတော့သူတို့ तू အမြင်ပြောရရင်တော့တော်ဆန်းစုကြည်ဆက်လုပ်ချင်တဲ့စိတ်ရှိမှာမပေါ်တော့ဘူးတဲ့ပြောရရင်တော့တော်ဆန်းစုကြည်သူ့ကသူအေးအေးနားပါလိမ့်မယ်နားပါဖို့ပဲများလိမ့်မယ်လို့သူကောက်ချင်ကြတယ်ဥပမာဆိုကြပါစို့နောက်လာမယ့်ရွေးကောက်ပွဲအတော်မှာတော်ဆန်းစုကြည် အဲဆိုရုပ်ကဘလုံးမှာအစိုးရတတိယတက်ပြီလာမယ့်ရုပ်ကဘအပြီးမှာအစိုးရတတိယတက်ပြီအစိုးရတတိယကဘာလုံးမှာလဲဆိုတော့ဒေါ်ဆောင်ကြီးရဲ့ပတ်သက်တင့်ချက်သူလုံးမှာကနေချေချုပ်ပထမတစ်ဆင့်သူရွှေ့လိမ့်မယ်နောက်ဒုတိယတစ်ဆင့်ကလွတ်လပ်စွာဟိုအချင်းလူငင်းချမ်းသာဝင်ပေးလိုက်သည်ဆိုတော့ဖြစ်လာမယ်နှစ်ဆင့်ပေါ့ ပထမဆက်နေချေချုပ်နေချေချုပ်မှာနေထိုင်နေโอเคတဲ့စင်ပြေတယ်နိုင်ငံရေးနဲ့ပတ်သက်ပေါင်ရင်းသေးလည်းမရှိတော့ပါဘူးဆိုโอเคလုံးဝပတ်သက်တဲ့သူအေးချင်းချင်းနဲ့ကောင်းကောင်းမွန်မွန်ပဲဒီသူ့ရဲ့တက်တန်းတစ်ခုရဲ့နောက်ဆုံးအခြေအနေကိုအကောင်းမဖြတ်တန်းတော့မယ်လို့ဆုံးဖြတ်ကြအောင်မြင်သွားပြီဆိုရင်အဲ့အစိုးရကမလုပ်နဲ့လူငင်းချမ်းသာဆိုပြီးပြေးတာမျိုးဖြစ်လာနိုင်တယ်အဲ့တော့ဒေါ်စောစီကိုယ်တိုင်ပင်လည်းဒီရွေးကောက်ပွဲရောနိုင်ငံရေးမှာရောပါဝင်ပတ်သက်ခြင်းနဲ့စိတ်ရှိပါအောင်မလားဆိုတဲ့မေကွန်းအဲ့ဒီမေကွန်းကအဲ့ဒီနိုင်ငံသားအဖွဲ့အစည်းတယောက်မှမဖြစ်ဘူးသူတို့စိတ်ထဲမှာထင်တာဒေါ်စောစီ16နှစ်သမီးလို့ထင်နေလားမသိဘူး မဖြစ်နိုင်တော့ဘူးဒေါ်ဆန်းစစ်ကြီးအနေနဲ့အဲ့လိုဖြစ်အဲ့တော့ဒေါ်ဆန်းစစ်ကြီးမပါတော့ဟုတ်ပြီ तू ကဒေါ်ဆန်းစစ်ကြီးပါတဲ့နိုင်ငံရေးအခင်းချင်းလို့ပြောရင်မပါတဲ့အခင်းချင်းကိုမင်းတို့စဉ်းစားလို့မရဘူးလားမစဉ်းစားရတော့ဘူးလား तू မပါရင်နိုင်ငံရေးကရွှေ့လို့မရတော့ဘူးလားအဲ့လိုကျွန်တော်တို့ကပြန်မေးရမှာကောင်တာမေးရတော့မှာ तू မပါလဲနိုင်ငံရေးဆက်သွားနေရမှာကဘာကြီးပေါ်မှာ तू မရှိလို့ငါမရှိလို့ဆိုပြီးကဘာကြီးက23နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းဆောင်ပြီးတော့စိုက်ဆိုင်ခိုင်းလိုက်တဲ့ချင်းတွေအရလို့တိမ်းဆောင်ပြီးတော့တိမ်းဆောင်နေတော့ရက်ပြီးမှာမဟုတ်ဘူးရှင်းရှင်းလေးပြောရရင်ကဘာကြီးပေါ်မှာဘယ်သူတူးတူးတယောက်မရှိလို့ဆိုပြီးအဲ့ကဘာကြီးကလဲနေအောင်ရက်မပြီး တောင်ဆန်းစုကြည်မရှိလို့ဆိုပြီးတော့ကဘာကြီးလဲနေအောင်ရပ်မပီးဘူးတောင်ဆန်းစုကြည်မရှိလို့မပါလို့ဆိုပြီးတော့နိုင်ငံရေးနိုင်ငံရေးဟွာကြီးကရန်တရားကြီးလဲနေရကြီးရက်သွားမှလည်းမဟုတ်ဘူးရက်ပြီးလို့လည်းမရဘူးရှင်းရှင်းလေးပဲဘသူတော်မှဒီရထားကြီးရက်ပြီးလို့မရဘူးရှင်းရှင်းလေးအဲ့တော့ဒီရထားကြီးပေါ်မှာအားလုံးကအတူတူတက်ပြီးတော့ဥဆောင်မောင်းနေနိုင်မောင်းနေမောင်းနေနိုင်ရထားပြီးမှာဆင်းကြံခဲ့တွေ့ရကြုံရဘူးတာမှာဆင်းလာကြခဲ့အကောင်ဆုံးပဲအဲ့ဒါနိုင်ငံကြီးပဲရှင်းရှင်းလေးအဲ့ဒါကိုမဆင်းမနဲ့ငါတို့မတက်ရလို့အဲ့ဘူတာကိုငါတို့အဲ့ရထားမစည်းဘူးကွာဆိုတော့အေးမစည်းနဲ့ပေါ့ရှင်းရှင်းလေးကို အဲ့တော့နိုင်ငံရေးကအဲ့လိုလိုက်တွေးကြတဲ့ကအဲ့ဒီအတွေးခေါ်ရှိနေတဲ့အဲ့ဒီအနောက်တိုင်းသားတွေနဲ့အရှေ့တိုင်းသားတွေတချို့တွေကကြက်ကောပြည်ရလားပြန်မေးရမှာနိုင်ငံရေးကြက်ပြည်ကြရလားလို့ကျွန်တော်ပြန်မေးရတော့ဟုတ်တယ်နိုင်ငံရေးကြက်မပြည်ဘူးလို့ကျွန်တော်မြင်တယ်ဟုတ်တယ်ခင်ဗျာလူတယောက်မရှိတဲ့နဲ့အဲ့ဒီနိုင်ငံနိုင်ငံရေးရှေ့ဆက်လို့မရဘူးဆိုတာမျိုးတွေးကြတဲ့အဲ့ဒီနိုင်ငံရေးသမားတွေအဲ့ဒီနိုင်ငံအနောက်အုပ်စုရောအရှေ့အုပ်စုရောအကုန်လုံးကကြက်မပြည်တာပဲအဲ့ဒီနိုင်ငံရေးသမားအကုန်ကြက်မပြည်တာပဲအဲ့တော့ကြက်မပြည်နိုင်ငံရေးသမားတွေဖြစ်မနေဘူးလားယူလို့ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ကတော့ရှင်းရှင်းလေးပဲဘယ်သူမှရှိလို့ရပ်ပြရဲဆိုတဲ့နိုင်ငံကြီးကိုမလိုလားဘူးမကြိုက်ဘူး go ahead ပဲရှေ့ကိုဆက်သွားပါဒါပဲကျွန်တော်မြင်တယ်အဲ့တော့တောင်ဆန်းစစ်ကြီးမပါရင်ကျွန်တော်တိုင်းပြည်ပိုတော်ကောင်းသွားမယ်လို့ကျွန်တော်မြင်တယ်တချို့ကလေပိုတော်ကောင်းသွားမယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်အမြင်ပြောတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ရှုထောင့်အရာပြောတာတဦးချင်း personal point လို့ပြောသူမပါတာနိုင်ငံရေးပိုတော်လှသွားအောင်ပိုတော်ရှေ့ပိုကောင်းသွားအောင်ပြီးတော့ तू အသက်80ရှိပြီ तू ရှေ့ကိုဆက်လုပ်မယ်ဆိုတော့ तू အေးစစ်ကောင်းမွန်နားတာပိုကောင်းတယ်ကျွန်တော် तू အဲ့ तू မိတ်ဆွေတငယ်ချင်းကြီးကိုပြောခဲ့ပါတယ်ကျွန်တော်တို့ကိုပြန်လိုက်ပြတော့ဆက်စစ်ကြီးကိုအေးအေးဆေးဆေးကောင်းကောင်းမော်နဲ့နန်းနန်းနေနေပြီးတော့တက်တော်တော်စားလေးနဲ့ ဟိုစာအုပ်လေးဖတ်ပြီး AAC Corporation ကောင်းပေါ့နာနာနေနိုင်ငံရေးနဲ့မပါ AAC နေတာလေးပဲမြင်ကျင်တော့တယ်သူအဲ့တိုင်းလေးပဲကောင်းကောင်းလေးမြင်ရင်ဒီတိုင်းလေးပဲမြင်ကျင်တော့တယ်ဒီတိုင်းကထောင်းရပါဘူးနော် AAC ချမ်းလေးနေတာကိုမြင်ကျင်တော့တယ်အဲ့ဒီနိုင်ငံရေးရှုပ်ထွေးမှာသူမပါသိကျင်တော့ဘူးလို့ဆိုတော့ထပ်လည်းမပါတာအကောင်းဆုံးပဲသူ့အတွက်လည်းကောင်းတယ်နိုင်ငံအတွက်လည်းကောင်းတယ်လို့ကျွန်တော်အဲ့တိုင်းပဲပြောခဲ့တယ်ဒါဒါကျွန်တော်အမြင်ပါအဲ့တော့ဒီအနောက်အုပ်စုနဲ့အဲ့ဒီအရှေ့အုပ်စုအရှေ့အုပ်စုကဂျပန်လို့ပြောတာအဲ့ဒီအုပ်စုတွေကဒေါ်ဆန်းစုကြည်ကိုပဲတည်ဆင်းထားတယ် တခါလည်းဒီတော်ဆက်စီတခါလည်းဒီတော်ဆက်စီကျွန်တော်ကဗာဒေါ်ဆက်စီမပိုင်မယ်ကျွန်တော်ကနေ့စဉ်ထမင်းအောင်စားရတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ကျွန်တော်ကအဲ့စဉ်းစားမှုစဉ်းစားနေရတော့ကျွန်တော်လက်မခံနိုင်ဘူးညမာတယောက်တွေလက်မခံနိုင်ဘူး channel တယောက်တွေလက်မခံနိုင်ဘူးအဲ့တော့ဒေါ်ဆက်စီကြီးကိုညံ့နေတော်တယ်ပြောရမို့လက်မခံနိုင်ဘူးပြောတာ तू မရှိရင်မဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးကြီးပြောနေတာကိုလက်မခံနိုင်ဘူးလို့ပဲပြောချင်တာဒါဒါဒါကျွန်တော်ရဲ့အမြင်ပါနော်ဒါတစ်ချက်ပေါ့အဲ့တော့ तू ကတိုင်းပြည်အတွက်နင့်နာခံကိုကြိုးစုံပြီးတော့တိုင်းပြည်အတွက်ကုနေ PDF တွေကိုတော့မင်းတို့ရက်တော့လို့ထွက်ပြီးပြောပေးမယ်ဆိုရင်တော့ကျေးဇူးတင်ပါကျွန်တော်ကျေးဇူးတင်ပါ တကယ်ကျေးဇူးတင်ပါပြီးတော့ NUG အုပ်စုကိုငါလုံးဝလက်မခံဘူးလို့ तू တခွန်းထွက်ပြောရင်တားကျေးဇူးတင်ပါတကယ်ကျေးဇူးတင်ပါ NUG အုပ်စုကငါလုံးဝလက်မခံဘူး PDF တွေနင်တို့လက်နက်ကင်ပုံကနေငါလုံးဝမကြိုက်ဘူးလက်မခံဘူးလို့ तू ထွက်တာပြော MLA ခင်ဗျာလက်ဥချီထိုင်တော့ရှစ်ခိုးခြင်းတယ်တကယ်အဲ့လိုလားပြောထိုင်တော့ရှစ်ခိုးဦးမှာဘာလို့သူ့ရဲ့စကားတခွန်းအဲ့တခွန်းတော့ကျွန်တော်လိုချင်တယ်ကျွန်တော်ကတော့တချို့ဟာတွေကတော့ तू မပါလဲတိုင်းပြည်ရရှေ့ဆက်မှာ तू ရှိရှိမရှိရှေ့ဆက်မှာ तू မရှိရင်တော့လည်းဒီတိုင်းပြည်ရရှိတယ် ။ तू မရှိတဲ့တော့လည်းအတိုင်းတည်းရှိတယ်။ तू ရှိနေလည်းရှိတယ်။ तू မရှိတော့လည်းရှိအောင်ပါအဲ့တိုင်းတည်းရ။အဲ့ဒါကိုပြောချင်တာနော်။အဲ့ဒါကိုကျွန်တော်တို့နောက်လာမယ့်မျိုးဆက်လူငယ်တွေရောနိုင်ငံရေးသမားတွေအားလုံးလည်းနားလေကိုသိတယ်လို့ကျွန်တော်ပြောချင်တယ်။အဲ့တော့အနောက်တိုင်းအုပ်စုကိုလည်းအဲ့ဒီတိုင်းပဲပြောမှာ။ဟုတ်ပြီမင်းတို့ကဒေါ်စောသူကြီးပါမလို့ပြောရင်မပိုင်ရော။ तू မပိုင်ရောငါတို့ကရှေ့ဆက်သွားလို့မရတော့ဘူးလားလို့ပြန်မေးရမှာ။ဒါပဲ။မပိုင်ရှေ့ဆက်သွားလို့မရတော့ဘူးလားပြန်မေးရမှာ။အဲ့ဒီတိုင်းပဲမေးရမှာ။ဒါပေမဲ့ခက်တာမြန်မာနိုင်ငံနိုင်ငံရေးသမားအချို့ကတန်ယုံတန်တမန်အတိုင်းဝိုင်းထဲမှာတွားပြီးသဘောပဲမှာထိုင်ပြီးတော့စကားပြောရဲသူတို့ကိုသူတို့ဟုတ်ကြီးထင်နေတာအဲ့လိုလူတွေကပုံများတယ်အဲ့လိုလူတွေပုံများတယ် ွဲပြောတာအပွဲလွင်ခံပွဲနှမ်းသမီးခန္ဓာတက်ပြီးတော့ဟာခန့်ခိုင်းနေထိုင်တောက်ပြီးတော့ပြောရင်ကြီးကြီးတွေပြောတာသူမိုးကြိုက်တယ်ဒေါက်ဆောင်ကြီးနဲ့ပတ်သက်ရင်သူတို့ကတိတ်မပြောရဘူးကြောက်ကြတယ်ဘာလို့ဆိုတော့သူတို့လူမိုးမှကြောက်လို့လူမိုးမှကြောက်ရင်နိုင်ငံရေးသမားမလုပ်နဲ့ကျွန်တော်တို့ရှင်းရှင်းလေးပဲဂျန်လစ်တောက်နေတဲ့လူမိုးခံပြောရတာမိုးခံတတိရှိပြောရတယ်ခင်ဗျားတို့လည်းနိုင်ငံရေးသမားပြောရတဲ့တတိရှိရမယ်အဲ့တတိမရှိနိုင်ငံရေးသမားမလုပ်နဲ့ထမိန်သာဝတ်ထားကြရှင်းရောကျွန်တော်ကတဲပေါ်တာကိုကျော်နုံးပြောတော့တာလည်းရန်ကောင်းတယ်ခင်ဗျာနော်ကျေးဇူးတင်ပါ